အားလုံးပဲမင်္ဂလာပါမသူဒီနေ့ဝေမျှချက်တန်လေးကကြတော့မသူတို့အမျိုးသမီးတွေမှာမိမကိုရရင်ချင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေအများကြီးရှိတယ်အဲ့ထဲမှာမှဒီနေ့၅ချက်ကလေးအကြောင်းကိုပြောပြပေးမယ်ဒီ၅ချက်ကြောင့်လည်းမိမကိုရရင်တာတွေဖြစ်စေတယ်မိမကိုရရင်တာကကြတော့အားလုံးသိကြတဲ့အတိုင်းပဲဒီတိုင်းပုံမှန်ဒီအသားရည်ရရင်ကကြတော့ကုတ်လို့လွယ်တယ်ပေါ့နော်မိမကိုရရင်တဲ့ခါမှာလူကြသူကြသွားတဲ့ခါမှာဆိုရှင်ပို့ပြီးတော့စိတ်အနှောက်အယှက်ဖြစ်တယ်ပေါ့နော်ကုတ်ချင်မိနေလည်းအရင်ကုတ်လို့အဆင်မပြေဘူးလေဒီမှာဆိုရှင်မိမကိုရရင်စေတဲ့အကြောင်းရင်း၅ချက်တွေကနံပါတ် အနေနဲ့ကကြတော့ဒီမသူတို့ရဲ့ဒီအမျိုးသမီးတွေကအားလုံးသိကြတဲ့အတိုင်းပဲဟော်မုန်းကအရေးကြီးဆုံးပဲအဲ့ဒီမှာဟော်မုန်းတွေမညီမျှတဲ့အခါမှာအထူးသဖြင့်ပေါ့နော်အစ်စတိုဂျင်ဟော်မုန်းတွေမညီမျှတဲ့အခါမှာဆိုရှင်မိမ်ကိုရရန်တာတွေဖြစ်နိုင်တယ်နောက်တစ်ချက်ကကြတော့လိမ်မတစင်ကူးစက်တဲ့ယောဂတွေအဲ့ယောဂကြောင့်ဆိုရင်လည်းမိမ်ကိုရရန်နိုင်တယ်ဘယ်လိုမျိုးလဲဆိုလို့ရှင်တော့စီးပူညောင်းချက်ယောဂကြောင့်ဆိုရင်လည်းအမိမ်ကိုရရန်တာဖြစ်နိုင်တယ်နံပါတ်3အချက်အနေနဲ့ကကြတော့စိတ်ဖိစီးမှုများတဲ့အမျိုးသမီးတွေမှာဆိုရင်လည်းဒါမိမ်ကိုရနိုင်တယ်နံပါတ်4အချက်ကတော့အားလုံးသိကြတဲ့အတိုင်း င်မဲ့အတွင်းငန်ကြက်ကြက်တွေဝတ်တဲ့အခါမှာဆိုရှင်သူကလေးဝန်းလေးထွက်မကောင်းတဲ့အတွက်ချွေးတွေနဲ့ပိတ်ပြီးတော့ဒီမိမိကိုရာရန်တာတွေဖြစ်နိုင်တယ်။နံပါတ်5ချက်ကကြတော့ဒီအမျိုးသမီးတစ်ယောက်မှာကန်ဆာရောဂါရှိတယ်ဆိုလို့ရှိရင်လည်းဒါမိမိကိုရာရန်တာတွေကဖြစ်နိုင်တယ်။မာသကူပြောတဲ့ချက်ကလေးတွေကကြည့်နေတဲ့သူတွေအတွက်အကျိုးရှိတယ်ဆိုရင်တော့ like and share လေးလုပ်ပေးအောင်နော်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သိချင်တာတွေရှိရင်လည်းမေးလို့ရပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။